နမောငါချက်စီဝါတက်ဆိုတဲ့ဂါရာလေးကိုတော်တော်များများလေးသိကြမှာပါဒီဂါရာလေးကိုဆရာတို့ပေါ့နော်ရတရားပြုတ်လုပြီးတော့တေးသေးချာချာရွတ်ဆိုမယ်ဆိုရင်တော်တော်လေးကိုစီဝါတက်ပါတယ်တကယ်လဲစီဝါတက်တဲ့ဂါရာဖြစ်ပါတယ်နော်တကယ်ဟိုမှ အလောက်ကိုင်းနေအယောင်းဝယ်နေစီဝါရေးနေအယမ်းဟိုမှတိုးတက်အောင်မြင်စေတဲ့ဂါရာတစ်ပုဒ်ဖြစ်တယ် ဒီကာလကိုယရိယာနဲ့ပေါင်းဆက်ပြီးလုပ်မယ်ဆိုရင်တိတိချာချာမှန်မှန်ကန်ကန်လုပ်မယ်ဆိုရင်เนาะဆရာတို့45ရက်အတွင်းကိုငွေဝင်ကျန်းစီတယ်စီးပွားအမြန်တက်စီတယ်စီးပွားပြက်နေတဲ့သူတွေလည်းစီးပွားရေးတွေကောင်းလာစီတယ်ကိုကစီးပွားရေးမလုပ်ရသေးဘူးဆိုရင်တောင်မှကို့ကိုအကြံဉာဏ်ပေးမဲ့ပုံကိုယ်တွေအကြံဉာဏ်ပေးမဲ့မိတ်ဆွေတွေလည်းရောက်ရှိလာစီတယ်เนาะ တော့နမော၅ချက်စီးပွားတက်ဆိုတဲ့ကာတာကိုဆရာတိတိချာချာလေးဘယ်လိုယူရမလဲဘယ်လိုလုပ်ရမလဲဆိုတော့ဆရာတိချာလေးပြောပြပေးမယ်ဆရာပြောတဲ့အတိုင်းသာလိုက်လုပ်လိုက်ပါနမော၅ချက်စီးပွားတက်ကာတာနဲ့ရတရားကိုဆရာတိတိချာချာလေးပြောပြပေးမယ်ဒီရာကိုပြုလုပ်ပြီးပြီဆိုတာနဲ့45ရက်အတွင်းကနေ3လအတွင်းကိုစီးပွားရေးတွေတိုးတက်အောင်မြင်လာလိမ့်မယ်စီးပွားရေးတွေတက်လာလိမ့်မယ်စီးပွားရေးတွေအဆင်ပြေလာလိမ့်မယ် စီးပွားရေးတွေလုံးဝကျဆင်းနေတဲ့သူတွေတောင်မှပြန်လဲအောင်မြင်တိုးတက်ပြီးတော့အဆင်ပြေလာပါလိမ့်မယ်ဆိုတာကိုဆရာအာမခံပါတယ်။ငွေလဲဝင်စီတဲ့စီးပွားလဲတက်စီတဲ့အလုတ်ကိုင်းတွေလဲအဆင်ပြေစီတဲ့အယောင်းဝယ်တွေလဲကောင်းစီတဲ့ထီထီချဲတွေလဲပေါက်စီပါတယ်။အဲ့ဒါကြောင့်မလို့ဆရာတို့နမောငါချက်စီးပွားတက်ကာတာကိုရရရနဲ့ဘလို့တွဲပြီးတော့လောက်ရမလဲဆိုတာကိုဒီနေ့ဆရာတေချာလေးပြောပြပြီးသွားမှာဖြစ်ပါတယ်။ခொနီယာသာသမီအားလုံးလည်းကျမ်းမာချမ်းသာကြပါစေ။ဆရာကတော့ဘီဒီရရရဆရာထူးမြတ်အောင်ပဲဖြစ်ပါတယ်။ ်เนาะဆရာတို့စီးဝါတက်တဲ့ရေတရာပြုတ်လုတဲ့နေ့မှာ ကော်ဖီဆိုတာတော့မပါမဖြစ်ပါ ው ပါရပါမယ်เนาะကော်ဖီဆိုတာတော့မပါမဖြစ်ကိုမှာစီးဝါရေးအတွက်အလုံးအကင်အတွက်ငွေရေးကြီးအတွက်အဆင်ပြေပါတယ်အဲ့တော့ဆရာတို့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဆရာတို့ပေါ့เนาะကော်ဖီ၃ကွက်စီးဝါတက်ဆိုတဲ့အတိုင်းပဲဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကော်ဖီ၃ကွက်စီးဝါတက်ဆိုတဲ့အတိုင်းပဲနော်ကော်ဖီ၃ကွက်ကို မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဆရာတို့ကတ်လို့မယ် ကတ်လူရမယ့်အချိန်ကတော့မနက်9:00နာရီကနေမနက်10:00နာရီအတွင်းကိုကတ်လူရမှာဖြစ်ပါတယ်။နော်အဲ့တော့ဒီရက်တရားကိုနေတိုင်းလုတ်ဆရာမလို့ပါဘူး။ဒီဗီဒီယိုလေးကိုတွေ့ရနေ့ကနေစပြီးတော့စလုပ်လို့ရတယ်။တရက်သေးပဲပြုလုပ်ရမှာဖြစ်ပါတယ်။နော်ဆရာတို့ဒီဗီဒီယိုလေးကိုတွေ့ပြီဆိုတာနဲ့ဒီရက်တရားကိုပြုလုပ်လို့ရတယ်။တရက်သေးပဲလုပ်ရမှာဖြစ်တယ်။ဒီတရက်သေးကိုလုတ်လိုက်တာနဲ့ကို55ရက်ကနေပြီးတော့3လအတွင်းကိုနမော9ချက်စီးပွားတက်ဆိုတဲ့အတိုင်းပဲ။နော်ဆရာတို့နော်အဆင်ပြေလာပါလိမ့်မယ်။အဲ့တော့ဆရာတို့နော် အရှိရပေါ့နော်ကိုနေတဲ့အရက်နော်ဒီဟာမျက်စာပြားရှိကိုရောမြတ်ကြီးကိုကော်ဖီ၃ခွက်ကပ်မယ်ကပ်ပြီးပြီဆိုတာနဲ့ဆရာတို့ပေါ့နော်ကိုနေတဲ့အရက်ကနော်ကိုနေတဲ့အရက်ကိုအရှိဘက်ကိုမျက်နာမှုမယ်နော်စနေစနေသားသမီးနဲ့တင်းငွေသားသမီးတွေကအရှိရက်ကိုမျက်နာမှုပြီးတော့နမောငါးချက်စီးပွားတက်ခါတာကိုဆရာတို့၁၁ခေါက်ရောက်ရမှာဖြစ်ပါတယ်နော်ကိုကဘယ်နေရာမှာပဲနေနေစနေသားကိုကစနေသားသမီးတင်းငွေသားသမီးဆိုရင်အရှိရက်ကိုမျက်နာမှုမယ်ပြီးရင်နမောငါးချက်စီးပွားတက်ခါတာကိုဆရာတို့ပေါ့နော် ဆက်တစ်ခေါက်ရွတ်ပါမယ်เนาะတရဏဂုံ၃ပါးကိုအရင်ရွတ်ပြီးတော့မှနမော၅ချက်စီးပွားတဲ့ကာရာလေးကိုရွတ်မယ်เนาะအဲ့တော့ဒီကာရာလေးကိုဆရာကကွန်မန့်မှာလည်းရေးပေးထားတယ်ဗီဒီယိုလေးရဲ့အဆုံးမှာလည်းရေးပေးထားတယ်ဆရာရေးပေးထားတဲ့အတိုင်းလေးပဲရွတ်မယ်เนาะပြီးရင်ဆရာတို့တနင်္လာနဲ့ကြာတာရေးသမီးတာတာသမီးကြီးပေါ့နော်တနင်္လာနဲ့ကြာတာပရိသသမီးကြီးရတော့ဆရာတို့ပေါ့နော်အနောက်ဘက်ကိုမျက်နာမူပြီးတော့နမောငါးချက်စီဝါတက်ဂါတာကို22ခေါက်ရုပ်ရမှာဖြစ်ပါတယ် เนาะပြီးတော့အင်္ကာနဲ့တောက်ကြသားသမီးတွေကတော့မိမိနေထိုင်ရာအရက်ဆိုင်မှာပဲနေနေအိမ်မှာပဲနေနေကြိုက်တဲ့နေရာမှာနေနေတဲ့နေရာကနေတောင်ဘက်အရက်ကိုမျက်နှာမူပြီးတော့เนาะဆရာတို့နမောငါးချက်စီးပွားတက်ကာတာကို15កောက်ရုပ်ရမှာဖြစ်ပါတယ်เนาะနောက်တစ်ခုကတော့ဗုဒ္ဓဟူးရာဟူသားသမီးတွေပေါ့เนาะဗုဒ္ဓဟူးရာဟူသားသမီးတွေကတော့နမောငါးချက်စီးပွားတက်ကာတာကိုမြောက်အရက်ကိုမျက်နှာမူပြီးတော့မှ18ခေါက်ရောက်ရမှာဖြစ်ပါတယ်เนาะအဲ့ဒါကတော့တိတိချာချာလေးကိုရွတ်ပါ ဆရာပြောတဲ့အရင်မျက်နှာတွေနဲ့နိနန်လေးဆရာတေချာလေးပြောပြထားတယ်။တိတိချာချာလေးဆရာပြောတဲ့အတိုင်းပဲကော်ဖီ၃ခွက်ကပ်မယ်။ဆရာပြောတဲ့မျက်နှာအဲဟိုကိုနေသားသမီးနဲ့တိတိချာချာလေးရွတ်မယ်ဆိုရင်ချက်ချင်းကိုစီးပွားတက်စေတယ်။ချက်ချင်းကိုစီးပွားရေးအဆင်ပြေစေတယ်။ချက်ချင်းကိုမှနော်ငွေကြီးအခက်ခဲတွေပြေလည်စေတယ်။အကျွေးတွေကြီးစေတယ်။နော်ကို့မှာရှိတဲ့အခက်ခဲတွေအားလုံးကိုပြေလည်စေပါတယ်။အဲဒါကြောင့်မလို့လေနမောငါးချက်စီးပွားတက်ကာတာကိုတိတိချာချာရေရာနဲ့တွဲလုပ်ပြီးတော့ဒီကာတာကိုရွတ်ဆိုမယ်ဆိုရင် တော်တော်လေးကိုတန်မိုးရှိတဲ့เนาะအရန်ဟိုမှာအစွမ်းထပ်ပြီးတော့ထူကြတဲ့ဂါရာမန်နဲ့တမုတ်ဖြစ်တဲ့ယတိယာတစ်ခုဖြစ်တဲ့အဲ့ဒါလေးကိုတည်တည်ချာချာလေးလိုက်လုပ်ဖို့ဆရာပြောခြင်းနဲ့เนาะဆရာပြိတ္တတွေကိုဆရာအကုန်လုံးကိုစီးဝါတက်စေခြင်းနဲ့အစဉ်ပြေစေခြင်းနဲ့ချမ်းသာအောင်မြင်စေခြင်းနဲ့အဲ့ဒါကြောင့်မလို့ဆရာကတည်တည်ချာချာလေးတွက်ချက်ပေးပြီးတော့မှဒီယတိယာလေးနဲ့ဂါရာလေးကိုဆရာကပြန်လည်ပြောပြပေးခြင်းဖြစ်ပါတယ်ဆရာဒီနေ့အရေးကြီးရာလေးတစ်ခုမှာခြင်းပါတယ် ဆရာပရိသတ်တွေအကုန်လုံးဒီဆရာခုပြောပြသွားတဲ့ဗီဒီယိုလေးကိုများများလေး share ထားပေးပါအဲ့ဒါမှတခြားခုနှစ်ရသားသမီးတွေနော်အစင်မပြေတဲ့သားသမီးတွေ like လုပ်တဲ့ခါကြတော့ဗောနော်ကိုကကိုလည်းကုသိုလ်ရစီတယ်အဲ့ဒါကြောင့်မလို့ဒီကဒီဗီဒီယိုလေးကိုများများလေး share ထားပေးပါပြီးတော့ဆရာရဲ့ TikTok account Facebook account ကိုလည်း like and follow လေးလုပ်ထားပေးပါဒီဗီဒီယိုလေးကိုလည်း like လုပ်ထားပေးပါ share လုပ်ထားပေးပါ comment မှာလည်းမိမိရဲ့နာမည်အရင်းကိုရေးခဲ့ပါဆရာတဦးတယောက်ချင်းစီတိုင်းကိုစီးပွားတက်အောင်ဝေဝင်အောင်ဆရာဆူတောင်းပေးမှာဖြစ်ပါတယ်ဆရာပြောတာလေးကိုတည်တည်ချာချာလေးလုပ်ပါ ီးတော့ဆရာစီမှာစီဝါတက်စီပြီးတော့ငွေဝင်ကျန်းစီတဲ့နော်ရွှေနှင်းစီဆိုတဲ့အဆောင်ရည်မွေးကိုလည်းလာဝယ်လို့ရပါပြီဒီရွှေနှင်းစီဆိုတဲ့အယောင်ရည်မွေးလေးရယောက်ျားလေးရောမိန်းကလေးရောသုံးလို့ရပါတယ်ဒါရွှေနှင်းစီဆိုတဲ့အဆောင်ရည်မွေးလေးဖြစ်ပါတယ်စီဝါတက်စီတဲ့ငွေဝင်စီပါတယ်ပြီးတော့ဆရာစီမှာထီချဲပေါက်စီတဲ့ရည်ရည်ရည်စီဝါတက်စီတဲ့ရည်ရည်ရည်ငွေဝင်စီတဲ့ရည်ရည်ရည်လည်းလာအပ်လို့ရပါတယ် Viber Messenger မှာလာပြီးတော့အပ်ပေးပါဆရာအကောင့်အတူတွေ page အတူတွေရှိလို့တကြက် တတိထားပေးကြပါဆရာရဲ့ Viber နံပါတ် Telegram နံပါတ် KBZ Pay ဖုန်းနံပါတ်ကတော့396 6G ပဲ6လုံး331ဖြစ်ပါတယ်66လုံး331ဖြစ်ပါတယ်ဒီနံပါတ်မဟုတ်ဘူးဆိုရင်လုံးဝလုံးဝကိုငွေမလွှဲပါနဲ့ဒီနံပါတ်မှာပဲစာပို့ပေးပါလို့ပြောချင်ပါတယ် Viber Telegram မှာစာပို့လို့ရပါတယ်เนาะအဲ့တော့ခொနည်းသားသမီးအားလုံးဆရာစီမှာဘေးရင်မေးချင်တာပဲဖြစ်ဖြစ်ရေဒီယာအချင်တာပဲဖြစ်ဖြစ်အဆောင်ဝဲချင်တာပဲဖြစ်ဖြစ်ဆရာရဲ့ Messenger Viber Telegram မှာလာပြောလို့ရပါတယ်ဒီနမောငှားချက်စီးပွားတဲ့ရေဒီယာကိုပြုလုပ်ကြတဲ့ကက်လူကြတဲ့ ရွတ်ဆိုကြတဲ့ခொနည်းရသားသမီးအားလုံးစီးပွားရေးတွေတိုးတက်အောင်မြင်ကြပါစေစီးပွားရေးတွေအဆင်ပြေကြပါစေစီးပွားဟူသမျှအားလုံးအရာအားလုံးပြည့်စုံပါစေတိုးတက်ပါစေငွေဝင်ကျန်းကြပါစေလို့ဆရာထူးမြောင်နေစုတောင်းပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်